ားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကဒီနေ့ဆရာကြီးများတန်တင်ရေးသားထားတဲ့မိမတို့အကြောင်းဆိုတဲ့ဆောင်းပါးများစုစည်းမှုစာအုပ်ထဲကကောင်းစဉ်အငယ်လေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ်။အမေရဲ့စိတ်ဓာပေတာ။ဆာဗီယန်ကြီးရဲ့ဝိတုတပုတ်မှာငငယ်ရွယ်ရွယ်မိုင်မားမီလို့အရှက်ရခဲ့တဲ့သမီးပြိုကိုအမေကဒီလိုမြည်တွန် တောက်တီးပါသည်။ဒီလိုဖြစ်မျိုးကိုဖြစ်ရင်တော့ မျိုးကိုငါသမီးဖြစ်ကဆွန့်လွတ်လိုက်မှာနော်ငါတို့ငါသာမတိလို့မိုင်းမားခဲ့မိတာယောက်ျားတွေကများမျိုးကိုဖျားယောင်းရင်ဘယ်တော့မှသူတို့နောက်ကိုလိုက်မသွားလိမ့်နဲ့ကိုလန်းကိုဆက်သွားသူတို့ကိုရောင်လို့မှလှဲ့မကြည့်လိုက်လိမ့်နဲ့မျိုးကိုကြွတိုတင်တင်သတိပေးလိုက်ပါပြီရဲ့ဒီအဖြစ်မျိုးကိုဘယ်တော့မှအယောင်မခံနဲ့ဒီအဖြစ်မျိုးဖြစ်လာရင်တော့မျိုးကိုတနာနေမှာမဟုတ်ဘူးမျိုးကိုမြောင်းနေပြစ်ချပစ်ခဲ့မှာ ဒါကငငယ်တုန်းကသမီးပြူကိုစုံမာတဲ့စကားဒါပေမဲ့မိန်းကလေးကကြီးပြင်းအရွယ်ရောက်လာတဲ့အခါမှာသမီးနဲ့အမေရဲ့တကယ့်ပရိပခါဟာစတင်လာတော့တာပါပဲပြောခဲ့တဲ့အတိုင်းသမီးပြူဟာ အမေရဲ့ဩဇာကယုံထွက်ပြီးသူ့လွတ်လပ်မှုကိုသူထူထောင်ခြင်း ਨੇ အမေဘက်ကကြည်တော့သမီးပြူရဲ့ဒီပြူမှုဟာ သူ့အပေါ်မှာကျေးဇူးကမ်းတာကျေးဇူးရှင်ကိုကျေးဆွတာလို့မြင်တယ် ဒီမှာရင်အမေကသမီးငယ်ရဲ့လွတ်လပ်လိုတဲ့စိတ်လွတ်မြောက်လိုစိတ်ကို လိုက်ပြီးပိတ်ပင်နေဖိနှိမ်နေသမီးငယ်ကို သူ့ကိုပါသူ့ကိုစားဆိုပြီးသူ့ပုံတူဖြစ်အောင်မလုပ်နိုင်တော့ဘူးယောက်ျားတွေကမိန်းမတွေအပေါ်မှာလွမ်းမိုးဩဇာပေးတာကိုအရသာတွေးကြတယ်ကျေနပ်ကြတယ်အထူးသဖြင့်အမေတွေဟာသမီးတွေပေါ်မှာလွှမ်းမိုးရတာကိုကျေနပ်ကြတယ်ဒီအခွင့်ရေးဒီအခွင့်အာဏာကိုစွန့်လို့ရမယ်ဆိုတဲ့အခါမှာ အမေကတော်တော်စိတ်သက်သာသွားတယ်။သားသမီးကိုချစ်တတ်တဲ့မိခင်ပဲဖြစ်ဖြစ်သားသမီးပေါ်မှာညှို့ဆူတတ်တဲ့မိခင်ပဲဖြစ်ဖြစ်ဘယ်မိခင်မဆို သားသမီးကလွတ်လပ်မှုကိုရှာလာတဲ့အခါမှာသူ့မျော်လင့်ချက်တွေဟာပြိုကွဲသွားခဲ့ရတယ်။အမေဟာမနာလိုဝင်တိုဖြစ်နေတယ်။သူ့စီကသူ့သမီးကို လူးယူသွားတဲ့လောကကြီးကိုလည်းမနာလိုဝင်တိုဖြစ်နေတယ်။သူ့စီကလောကကြီးတစ်စိတ်တစ်ပိုင်းကို လူးယူသွားတဲ့သမီးကိုလည်း သူမနာလိုဝင်တူဖြစ်နေတယ်။ပရမတော်ကအမေဟာသမီးနဲ့အဖေတို့ဆက်ဆံရေးကိုကြည့်ပြီးမနာလိုဖြစ်တယ်။တခါတလေမှအမေဟာသူ့ယောက်ျားကိုအိမ်မှာအမြဲနေအောင်သမီးလေးနဲ့ချီတယ်။ဒီလိုလှုပ်လို့မအောင်မြင်ဘူး။ယောက်ျားဟာအပြင်ကိုထွက်မြဲထွက်နေတယ်ဆိုရင် အမေစိတ်ညစ်တယ်။အောင်မြင်ပြန်ရင်လေကလေးစိတ်ဝင်ပြန်တယ်။တနည်းပြောရရင် သမီးငယ်ကိုစိတ်ကွက်မိတယ် အရင်တော့ကသူ့အမေကို စိတ်ကွက်ခဲ့တယ်လို့ခုလည်းသမီးအပေါ်ကိုစိတ်ကွက်မိပြန်တယ်။အမေဟာမျက်နှာတုံ့မှုံပြီးစိတ်အားငယ်နေတယ်။တစ်ဖက်သားကို အထွင်လွဲပြီးတမျိုးမြင်နေတတ်တယ်။နိုင်ငံသားတယောက်ကိုလက်ထပ်ခဲ့တဲ့ပြင်သစ်အမျိုးသမီးတယောက်ဟာ သမီးငယ်ကိုတိတ်ချစ်တဲ့သူ့ယောက်ျားကိုမြင်တော့နောက်များဒီလိုနိုင်ငံသားတွေနဲ့အတူမနေပြရစေနဲ့ဆိုပြီးရှိုက်ကြီးတငင်ငိုခဲ့တာကိုတွေ့ခဲ့ဘူးတယ်။ မကြာခဏဆိုသလို ဖြစ်တတ်တာက အဖေအချစ်ဆုံးဖြစ်တတ်တဲ့သမီးကြီးဟာအမေရဲ့အညိုညင်ကိုအခံရဆုံးဖြစ်တတ်တယ်။ခိုင်းစရာရှိရင်လည်းသမီးကြီးကိုပဲဖိခိုင်းတယ်။သမီးကြီးရဲ့အသက်အရွယ်ကမပီးနိုင်တဲ့အိမ်တွေတိတ်ခါမျိုးကို အတင်းတောင်းဆိုပြီးကိုညှက်တယ်။သမီးကြီးကကိုနဲ့ပြိုင်ပွဲဖြစ်လာလေတော့သူ့ကို လူကြီးလိုပဲသဘောထားတယ်။ဘွားဆိုတာစိတ်ကူးရင်ဝတ္ထုမဟုတ်ဘူးအေး။ ဘဝဟာပန်းခင်းနန်းနဲ့မဟုတ်ဘူးအေးလောကကြီးကို ရောက်လာတာဟာစိန်နဲ့ကြီး နေဖို့ရောက်လာတာမဟုတ်ဘူးအေးစတဲ့အမေရဲ့ညူစုတန်တွေကိုကြားလာရတယ်တခါတလေလဲအမေဟာသမီးကြီးကိုအကြောင်းမရှိအကြောင်းရှာရိုက်တယ်ကဲမှတ်ပလားလို့လဲပြောလိုက်သေးတယ်တနည်းပြောရရင်တော့သူဟာယခုထက်ထိ အပေါ်စီးရနေသေးတယ်ဆိုတာကို ပြလိုက်တာပါပဲသူဒီလိုလှုပ်တာကတော့ အမေဟာဆက်တက်နှစ်တနက်နှစ်အရွယ်လောက်ရှိပြီဖြစ်နေပြီသမီးကြီးအပေါ်မှာတကယ်လွှမ်းမိုးနိုင်ခြင်းမရှိတော့လို့စွတ်အားတင်းပြီးလုံနေတာမျိုးဖြစ်ပါတယ်သမီးကြီးကအိမ်အောင်မှုတွေကိုအတင်းအတင်းလုံနိုင်နေပြီဖြစ်တော့သူ့လဲမိန်းကလေးတယောက်ဖြစ်လာပြီလေသူ့မှာကြည်နူးရွှင်လန်းမှုတွေစူးစမ်းစိတ်တွေအမြင်ကျယ်မှုတွေရှိလာတော့သူ့ဟာမိန်းမကြီးတယောက်ထက်တာလွန်တဲ့အဆင့်ကိုရောက်လာပြီလေအမေကလည်းသမီးကြီးရဲ့ မလောဘမတဘာဝတွေကိုလွှမ်းမိုးခြင်းလာတယ်။အမေဖြစ်ချင်တာက သူဟာထူးခြားတဲ့မိန်းမအစားထိုးလို့မရတဲ့မိန်းမဖြစ်ချင်တယ်။ခုတော့တမီးကြီးကသူ့နေရာကို ယူလာတော့သူဟာတမန်အဆင့်ကို ရော့ချသွားတယ်။ဒီတော့အမေကတခြားကိုသွားလို့အိမ်မှာဖယိုပရဲကစင်ကလေးဖြစ်နေရင်တမီးကြီးကိုစူပူချိန်မောင်းတော့တာပါပဲ။သူ့မရှိတော့အိမ်မှာတတ်တတ်ရဲရဲစနစ်တကျဖြစ်နေရင်လေ အမေဟာသမီးကို သူ့ခြေရာကိုနင်းလာပြီးဆိုပြီးနင်းနေစိုးရင်လာတယ်။ကြောက်လာတယ်။သမီးဟာသူ့ရဲ့ကိုစားသူ့ကိုအစားထိုးမဲ့သူ ဖြစ်လာမှာကိုသူစိုးရင်နေ။သမီးကြီးဟာသူ့ကိုသူခြားသဘာသော သူတယောက်မိန်းမတယောက်ဆိုတဲ့အသွင် လက္ခဏာမျိုးကို ပြလာရင်လေအမေဟာစိတ်ထဲမှာမခံကျင်ဖြစ်လာတယ်။သူ့နဲ့တီးခြားကင်းကွာနေနိုင်တဲ့လွတ်လပ်တဲ့သူတယောက်ဖြစ်လာတာကိုသူမခံကျင်ဖြစ်နေတယ်။တကယ်လို့ မိသားစုထဲမှာမတရားမှုကိုဖိနှိမ်မှုရှိလို့တမီးကြီးကသူ့မိတ်ဆွေတငယ်ချင်းတွေကိုဖွင့်ဟတိုင်မြင်ရင်လဲအမေကအဲ့ဒီတငယ်ချင်းတွေအပေါ်မှာမနစ်သက်နိုင်ဖြစ်လာတော့တယ်။တမီးကြီးကိုအဲ့ဒီတငယ်ချင်းတွေနဲ့မတွေ့ဘူးအပေါင်းအသင်းမလုပ်ဖို့တားမြင်ပိတ်ပင်လာတယ်။သူတို့တွေနဲ့ပေါင်းရင်သူ့တမီးပျက်စီးမယ်။ဘာမင်ညာမင်စသဖြင့်အကြောင်းပြလာတော့တာပါပဲ။သူ့ဖို့ကတော့သူ့ဩဇာမဟုတ်တဲ့ တခြားသူရဲ့ဩဇာမှန်သမျှဟာဆိုးတယ်လို့ပဲမြင်နေတယ်။ဒါရင်မကဘူး။အမေကသူ့နဲ့ရွယ်တူမိန်းမတွေကိုလည်းမကြည့်ပြုနိုင်ဖြစ်လာတယ်။အထူးသဖြင့်သူ့သမီးချစ်ခင်နေတဲ့မိမိနဲ့ရွယ်တူမိန်းမတွေအထူးသဖြင့်သမီးရဲ့ဆရာမတွေသမီးငယ်ချင်းတွေရဲ့အမေတွေပေါ်မှာမကောင်းမြင်လာတတ်တယ်။ဒီလိုသစိမ်းတွေကိုတွားပြီးခင်မင်မိတာအထင်ကြီးတာဟာမှားတယ်။ရဲစရာကောင်းတယ်လို့သမီးကိုပြောပြတယ် တခါတလေမှာသမီးကြီးပြောနေတာသမီးကြီးရဲနေတာသမီးကြီးကစားနေတာတွေကို မြင်ရင်ကြားရင် အမေဟာစိတ်ထဲမှာမနှစ်သက်နိုင်မတိုက်နိုင်ပဲဖြစ်နေတတ်တယ်။သားယောက်ျားကလေးတွေဒီလိုနေတာကိုမြင်တော့အမေက အလွယ်တကူပဲခွင်းလွတ်လိုက်တယ်။သူတို့မှာဖိုတတဝါတို့ရဲ့အခွင့်အရေးရှိသပေကိုဒီလိုပဲနေမှာပေါ့လို့အလွယ်တကူပဲလက်ခံလိုက်တယ်။သားယောက်ျားကလေးကိုတွားပြီးကွညံ့ရတဲ့ကိစ္စမျိုးဟာ မျောလင်းချက်မရှိတဲ့တိုက်ပွဲကိုဘကရှုံးမဲ့တိုက်ပွဲဆိုတာသိနေတော့အမေဟာဒီမျောလင်းချက်မရှိတဲ့တိုက်ပွဲကို မတိုက်တော့ပဲအစောကြီးကလေးကအလျှော်ပေးလိုက်ပြီလေဒါပေမဲ့သူ့လိုပဲတခြားမိန်းမတယောက်ဖြစ်တဲ့သမီးကတော့သူ့ကိုယ်တိုင်ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးမျိုးကိုဘာဖြစ်လို့ခံစားရမှာလဲသူကအိမ်ထဲမှာတကုတ်ကုတ်နဲ့မအားရအောင် အလုံများနေတဲ့အချိန်မှာ သမီးကဘာဖြစ်လို့မော်ကြွားနေရမှာလဲ မြင်းငွေစရာကောင်းတဲ့အိမ်မှုကိစ္စတွေထဲမှာသူ့ကိုပြစ်ထားခဲ့ပြီးသမီးကအဲ့ဒီပတ်ဝန်းကျင်ကဘာဖြစ်လို့ထွက်ပြေးရမှာလဲသူတခါကဆုံးလွန်ခဲ့ရတဲ့တံမိုးတွေပျော်ရွှင်မှုတွေကိုသမီးတယောက်တည်းဘာဖြစ်လို့ခံစားရမှာလဲအမေဟာအဲ့ဒီလိုတွေးပြီးသမီးကိုမနာလိုဝန်တိုဖြစ်တတ်တယ်။သမီးကြီးလာသည်နှင့်အမျှဒီမကျေနပ်မှုကအမေနှလုံးသားကိုကြိုက်ဖြက်ဝါးစားနေတယ်။နှစ်တည်ပြောင်းလဲလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ဟာအိုမင်းရင်ရောလာပြီး သမီးရဲ့နှုပြိုတဲ့ခန္ဓာကိုယ်ကတော့ဖွံ့ဖြိုးတိုးတက်လာတယ်သမီးအတွက်အနာဂတ်ဟာပွင့်လင်းပြီးသူ့အဖို့တော်အနာဂတ်ဟာ လူယူခံလိုက်ရတယ်လို့ခံစားနေရတယ်သမီးပြိုတွေကစပြီးပထမဆုံးရာသီပန်းပွင့်တဲ့အခါမှာတချို့အမေတွေစိတ်ကကြောက်ကြရဖြစ်ရတာဟာတခြားကြောင့်မဟုတ်ဘူးအဲ့ဒီစိုးရိမ်မှုအဲ့ဒီခံစားမှုကြောင့်ဖြစ်တယ် ူသမီးငယ်ကမိန်းမကြီးတယောက်တကယ်မိန်းမကြီးတယောက်ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်နေတယ်။ကိုကတော့အဖွားကြီးဖြစ်ပြီး နောက်တန်းကိုရောက်မှန်းမသိရောက်အိမ်မူကိစ္စနဲ့ထွေးလုံးရစ်ပက်ဖြစ်နေချိန်မှာနောက်အစ်တင်ရောက်လာသူကတော့ရှေ့မှာအလားအလားအခွင့်လန်းတွေ တပုံကြီးနဲ့ဆိုတော့သူခံစားရတယ်။အမေကအဲ့ဒီအခွင့်လန်းကိုမနာလိုဝန်တိုလဲဖြစ်တယ်။မုံလေမုံနေ သူ့မှာအဲ့ဒီအခွင့်အလမ်းကိုမရနိုင်တဲ့အခြေအနေကို ရောက်သွားတော့အမေကအဲ့ဒီအခွင့်အရေးကိုတဖြည်းဖြည်းလျှော့ပြစ်တယ်ဖြောက်ဖြက်ပြစ်တယ်ဒါနဲ့အတူအမေကသမီးကို အိမ်ထဲမှာသွင်းထားတယ်စောင့်ကြည့်တယ်မင်းမှုတယ်သမီးကို တမင်တကာကိုယိုကာယတွေဆင်ပေးတယ်ပျော်ရွှင်ချိန်နှင်းအောင်လှုပ်ထားတယ်သမီးကနည်းနည်းကလေးမိတ်ကပ်ပြင်လာရင်နည်းနည်းကလေးဝတ်စားလာရင်နည်းနည်းလေးအပြင်ထွက်တာများလာရင် တအားဖိပြီးစူမောင်းကျိမ်းမောင်းတော့တာပါပဲလောကကြီးကိုမကြေမနက်သမျှပဝင်းကျင်ကို မကြေနက်သမျှသမီးအပေါ်မှာမဲတော့တာပါပဲအမေဟာသမီးငယ်ကိုနှိမ်မိုးစူးစားတယ်လောင်ပြောင်းနေမြည်တွန်တောက်တီးတယ်တခါတလေမှာသမီးနဲ့အမေเจ้าမှာကြေညာတဲ့စစ်ဖြစ်တယ်အများအဖြစ်တော့သမီးကနိုင်နာပဲများတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဘက်မှာ အချိန်ရှိနေတာကို အချိန်ကာလစစ်ကူပေးတဲ့ကို ဒါပေမဲ့သမီးရဲ့အောင်ပွဲဟာအမားကျွလွန်မှုနဲ့ဆွန့်ထင်းနေတတ်တယ်။အမေရဲ့သဘောထားအမေရဲ့အပြုတ်မှုကြောင့်သမီးငယ်မှာတော်လန့်ဖီဆန်လိုစိတ်ပေါ်လာရတယ်။အမုန်းစိတ်ပေါ်လာရတယ်။တခါတလေမှအမေအနားမှာမနေချင်အောင် ဖြစ်လာတတ်တယ်။ဒီအခါမှာကိုမားပြီဆိုပြီးစိတ်မကောင်းဖြစ်ရတယ်။နောင်တဖြစ်ရတယ်။အမေကိုစိတ်နဲ့ပြမမိတဲ့အတွက်နောင်တစိတ်ဟာသူ့အနာကမှာဝင်တော့ဝင်ဖို့ကြီးဖြစ်သွားပြီး အသင်းမှာဆွဲသွားတတ်တယ်။နောက်ဆုံးတော့အမေဟာသူ့ရှုံးပြီဆိုတာကိုလက်ခံတယ်။သမီးကြီးလာတဲ့အခါမှာ အမေနဲ့သမီးကြီးမှာအနှဲနဲ့များဆိုသလိုအဆင်ပြေခြင်းမရှိတဲ့ဆက်ဆံရေးထူထောင်မိလျက်သားဖြစ်သွားကြတယ်။အမေဟာစိတ်တက်ကြပြီးစိတ်ညစ်သွားတော့တယ်။သမီးမှလည်းကျိန်စာမိတဲ့သူလိုစိတ်မချမ်းမသာဖြစ်ရတော့တယ်။နောက်မှာအသက်ကြီးတဲ့အမေကြီးတွေနဲ့သားကြီးသမီးကြီးတွေရဲ့ဆက်ဆံရေးကို ရေးပါအောင်မယ်။ ဒါပေမဲ့ဒီမှာပြောချင်တာကတော့အမေတယောက်ရဲ့ဘဝမှာကလေးတွေအရေးကြီးတဲ့အခန်းကဏ္ဍပါတဲ့အချိန်ဟာပထမအနှစ်20ဖြစ်ပါတယ်ဆိုတဲ့အချက်ပါမြတ်တန်းတင် မိမတို့အကြောင်းဆိုတဲ့ဆောင်းပါးများစူးစိမှုဆောက်ထဲကခေါင်းစဉ်ငယ်လေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ် ကလေးသည်ပန်းပွင်မိခင်ဘွားနဲ့ပတ်သက်လို့မှားနေတဲ့အယူဆနှစ်ခုရှိနေတယ်။တစ်ခုကတော့မိခင်ဘွားဟာမိမတယောက်ရဲ့ဘွားကိုပြေဆုံးအောင်တရဘူးဆောင်းပေးလိုက်တဲ့အရာ ဖြစ်တယ်ဆိုတဲ့အယူဆပဲ။တကယ်ကတော့ဒီတိုင်းမဟုတ်ဘူး။ပျော်ရွှင်ခြင်းမရှိတဲ့ဘွားကိုစိတ်ပြက်နေတယ်။မကြေမနက်ဖြစ်နေတဲ့မိခင်ကြီးအများကြီးပါပဲ။ဒေါက်တာစတိုင်းရဲ့ဇနီးဟာထင်ရှားတဲ့နမူနာတစ်ခုပါ။သူ့ဇနီးဟာမွေးကရင်ပေါ်ကို 12ကြိမ်ထပ်မနေရောက်ခဲ့ဘူးပါတယ်တဲ့ဒါပေမဲ့လောကကြီးဟာဘာမှအတိတ်ပဲရှိတဲ့အကြောင်းသူပါဝင် လောကကြီးဟာအကျိုးမဲ့အချင်းကြီးဖြစ်တဲ့အကြောင်းကိုအမြဲလိုလိုရေးထားတာကိုသူ့မှတ်တမ်းတွေထဲမှာတွေ့လို့ရှိပါတယ်ကလေးတွေနဲ့နေရတာကလေးတွေနဲ့သူဟာခွဲခွာမြအောင်ဆက်ဆက်နေတဲ့အကြောင်းသူ့မှာစိတ်ချမ်းမြေ့ရတယ်ပျော်ရွှင်ရတယ်သူ့ယောက်ျားရဲ့လွှမ်းမိုးမှုကိုစန့်ကျင်တိုက်ခိုက်ရမှာကလေးငယ်များဟာလက်နက်ကောင်းဖြစ်တယ်ဆိုတာတွေကို သူရေးခဲ့ပါတယ်။ဒါပေမဲ့ကလေးတွေ ရှိနေုံနဲ့လောကကြီးကိုညင်ငွေစိတ်ပြက်နေတဲ့ခံစားချက်ဟာပျောက်ွယ်သွားတာမဟုတ်ဘူးလို့သူကဆက်ရေးခဲ့ပါတယ်။သူဟာတခြားလုပ်ငန်းတွေကိုလုပ်ချင်ရင်လုပ်နိုင်တယ်လို့လည်းသူထင်တယ်။ဒါပေမဲ့တကယ်လက်တွေ့ကြတော့သူ့အဖို့ကလေးတွေကိုဂယုဆိုင်ဖို့သူတို့စားရေးတောက်ရေးနေရေးထိုင်ရေးတွေကို ပြုစုစောင့်ကြပ်ဖို့ထက် ဘာမှပုံမလုံးနိုင်တော့တာကိုတွေ့လာရတယ်။တကယ်ကတော့ဒါတွေဟာမိခင်တယောက်အဖို့ကြော်စရာအလုပ်တွေပါ။ကလေးတွေကို လူတစ်လုံးသူတစ်လုံးဖြစ်လာအောင်ပြုစုစောင့်ရှောက်ခြင်းနဲ့မွေးမြူခြင်းနဲ့ဒါပေမဲ့သူတို့နဲ့အမြဲတစေပြိပခါဖြစ်နေရတဲ့အတွက် သူစိတ်ဆင်းရဲတယ်စိတ်တူရတယ်။သူ့ကလေးတွေအပေါ်မှာထားရှိတဲ့မိခင်ရဲ့ဆက်ဆံရေးဟာသူ့ဘဝရဲ့အဆူပေါင်းထဲမှာပုံသဏ္ဍာန်ပေါ်လာခြင်းဖြစ်တယ်။ဆိုလိုတာက သူနဲ့သူ့ယောက်ျားနဲ့ဘလို့ဆက်ဆံရေးရှိကြသလဲသူ့အတိတ်ကဘလို့လဲသူ့အလို့ကိုင်းကဘာလဲသူ့ဇယိုက်ကဘလို့လဲဆိုတဲ့အချက်တွေပေါ်မှာမူတည်ပြီးသူနဲ့သူ့ကလေးတွေရဲ့ဆက်ဆံရေးပုံသဏ္ဍာန်ဟာပေါ်ပေါက်လာရခြင်းဖြစ်တယ်ကလေးဆိုတာထာဝရအားစီတစ်မျိုးဖြစ်တယ်ဆိုတဲ့သူ့အယူဆမှားလဲမှားတယ်အတိတ်ပဲလဲကင်းမဲ့တယ်အန်ဒီရဲလဲများတယ် အထက်တနေရာကဖော်ပြခဲ့တဲ့ကောင်းနှုတ်စိတ်ပညာဆရာဟယ်လဒရိုက်ရဲ့အယူအဆဟာလည်းဒီတိုင်းပါပဲ။သူဟာမိခင်တို့ရဲ့ဘဝကိုသူ့ရဲ့စိတ်ကူးပညာအတွေ့အကြုံနဲ့ရှင်ပြီးပြောသွားခဲ့ပါတယ်။သူကမိခင်ဘဝဟာအထွတ်အထိပ်အရေးကြီးကြောင်းမိခင်ရဲ့လုပ်ငန်းတာဝန်များကိုထမ်းဆောင်ခြင်းဖြင့်မိမဟာကိုကိုကိုနားလေသဘောပေါက်လာခြင်းဖြစ်ကြောင်းပြောသွားပါတယ်။ဒါပေမဲ့ချွင်ချက်တစ်ခုတော့ရှိတယ်တဲ့။ မိခင်ဟာမိခင်ရဲ့လုပ်ငန်းတာဝန်ကိုလွတ်လပ်စွာလုပ်ဆောင်ရမှသာလျှင်မလွဲမရှောင်သာလို့မဟုတ်ပဲသူကိုယ်တိုင်ကလိုလိုချင်ချင်ထမ်းဆောင်ကြမှသာလျှင်မိခင်ဘွားဟာပျော်စရာကောင်းတယ်ပျော်ရွှင်မှုကိုရတယ်တဲ့ကြိုရွယ်တဲ့မိန်းမငယ်ဟာမိခင်ရဲ့လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်မှုအတွက် စိတ်တရေရအရာကျင့်ဝတ်ရေးရအရာရောဝတ္ထုဆိုင်ရာအရာလိုအပ်တဲ့အခြေအနေတွေရှိရမယ်လို့သူကပြောပါတယ် ဒီချင်းချင်းမျိုးတွေမရှိပဲမိခင်လုပ်ငန်းကိုလှုပ်ချင်းဟာစိုးတဲ့တက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်အထူးသဖြင့်စိတ်တက်ကြနေတာစိတ်ညှိုးငယ်နေတာညှိုးစစ်ဖြစ်နေတာဟာကိုပျောက်စေလိုတဲ့သဘောနဲ့ခလေးငယ်တယောက်ရအောင်လှုပ်သိမ့်တယ်လို့ပြောတာဟာကောင်းကျိုးထက်ဆိုးကျိုးကို ဖြစ်စေလိမ့်မယ်လို့သူကထောက်ပြပါတယ်ဒီလိုလုပ်ရင် ခလေးရော မိခင်မှာပျော်ရွှင်မှုကိုမရပဲစိတ်ဆင်းရဲကြရတယ်လို့ဆိုတဲ့သဘောပါစိတ်တက်မှန်ကန်တဲ့ ကျမ်းမာတယ်မိမိထမ်းဆောင်ရမယ့်တာဝန်ကိုသတိပြုမိတဲ့သူသားလေမိခင်ကောင်းတယောက်ဖြစ်နိုင်တယ်လို့သူကပြောပါတယ်မကြာခဏတွေ့ရတဲ့အတိုင်းအိမ်အောင်ဖတ်ကြတဲ့မောင်နှံစုံတို့ဟာမိမိမှာရှိတဲ့အားကောင်းချက်ကောင်းတဲ့အချက်တွေမှာသွားပြီးမပူပေါင်းမိကြတဲ့အားနဲ့ချက်မကောင်းတဲ့အချက်တွေမှာသွားပြီးပူပေါင်းမိကြရင်အဲ့ဒီလက်ထက်ထိမ်းမြှောက်မှုပါစင်စာမိတဲ့ထိမ်းမြှောက်မှုပဲအဲ့ဒီလိုအိမ်အောင်ကြီးမှာ တယောက်ကတယောက်ကိုလိုက်ရောပေးအပ်မဲ့အစားတယောက်ကတယောက်ကို တောင်းဆိုချက်တွေတောင်းနေတော့တာပါပဲဒီလိုအခါမျိုးမှာခလင်းငယ်တယောက်ရလာရင်တော့ညင်းငွေတာတွေပြေပြောက်သွားမှာပဲအစ်မပြေတာတွေပပျောက်သွားမှာပဲနှွေးထွေးမှုရှိလာမှာပဲအမြတ်တနိုးတမိုးထားမှုတစ်ခုရှိတော့မှာပဲဘာပဲညာပဲစသဖြင့်ညှော်လင်ခြင်းဟာလေတကယ်တော့လှည့်ပြားမနေတာတမျိုးပါပဲကိုကြိုးမငဲ့ပဲ တခြားသူရဲ့ပျော်ရွှင်မှုကိုလိုလားတဲ့မိမတယောက်မှသာလဲခလေးရလို့ပျော်ရွှင်မှုရနိုင်တယ်။ကိုကြိုးကြည့်ပြီးတခြားသူရဲ့ပျော်ရွှင်မှုကို လုံးမပေးခြင်းနဲ့မိမတယောက်ဖို့တော့ခလေးရသည့်အတိုင်းပျော်ရွှင်မှုကိုရနိုင်မှာမဟုတ်ပါဘူး။ကိုဘွားကိုကြော်ပြီးတခြားသူရဲ့အကျိုးတခြားသူရဲ့ပျော်ရွှင်မှုကိုလိုလားတဲ့မိမမျိုးသာလဲခလေးရတော့ပျော်ရွှင်မှုကိုရနိုင်တာပါ။ ကလေးမွေးမြူတယ်ဆိုတာစွန်စားရတဲ့လုပ်ငန်းကြီးတစ်ခုနဲ့တူပါတယ်။အဲ့ဒီလုပ်ငန်းကြီးဟာမိခင်ဟာမိမိကိုကိုမေးရောပြီးတပားသူရဲ့အကျိုးစီးပွားအတွက်ဦးစားပေးရပါတယ်။ဒါမှသာလင်ဒီလုပ်ငန်းကြီးကအောင်မြင်နိုင်ပါတယ်။ဒါပေမဲ့အခြားသောလုပ်ငန်းကြီးများမှလည်းပြင်းမှန်းသလိုဖြည့်သိမ့်စရာတွေတော့ရှိတယ်။အဲ့ဒါကတော့စိတ်ကူးနဲ့မှန်းဆတဲ့အကျိုးမြတ်တွေမဟုတ်ပဲ ကလေးလုပ်ငန်းကိုလုပ်ချင်တယ်လို့ကိုလုပ်ရတယ်ဆိုတဲ့ဖြည့်သိမ့်မှုပါပဲဒီကြောင့်နဲ့ပတ်သက်လို့စိတ်ပညာကျန်းစရာတက်ကဲဂရေးရေးခဲ့တာကကလေးများသည်မအောင်မြင်သောအချစ်အတွက်အစားထိုးပေးသောအရာမဟုတ်ပေပန်းနိုင်မရောက်သောကြီးမန်းချက်များအတွက်လည်းအစားထိုးပေးသည့်အရာမဟုတ်ပေဟင်းလင်းပြင်ဖြစ်နေသောဘဝကိုနေရာဖြစ်ရန်အတွက်ဖြည့်ပေးသောရုပ်ဝတ္ထုများလည်းမဟုတ်ပေ ကလေးများသည်တာဝန်တစ်ခုလည်းဖြစ်၍အစွဲလန်းတစ်ခုလည်းဖြစ်ပေသည်ကလေးများသည် အနှောင်ဖွဲ့ကင်းသော အချစ်သစ်ပင်ကြီးတွေပေါ်မှာဖိုးပွင့်လာသည့်ပန်းမွေများဖြစ်ပေသည်ကလေးများသည်ကစားစရာမဟုတ်ပေမိဘများ၏လိုအပ်ချက်များကိုစိတ်ကူးများကို ဖြည့်ဆွမ်းပေးသည့်ကရိယာတစားပရာများလည်းမဟုတ်ပေကလေးများသည်တာဝန်ဝတ္တရားဖြစ်ပေသည်သူတို့ကိုပျော်ရွှင်ချမ်းမြေ့သည့်လူသားများဖြစ်လာရန်မွေးမြူရပေမည်လို့ရေးခဲ့ပါသည် ဒီတာဝန်ဟာတဘာဝကြတဲ့လုပ်ငန်းမဟုတ်ဘူးတဘာဝကြီးဟာကျင့်ဝတ်ဆိုင်ရာ ကိစ္စများမှာဘယ်ဟာကို လုပ်ရမယ်ဘယ်ဟာကို မလုပ်ရဘူးလို့ဘယ်တော့မှအမိန်မပေးနိုင်ဘူးခုကိစ္စကကိုဘသာကိုရွေးချယ်တာကိုဘသာကို အပေးအယူလုပ်တာ ကိုဘသာကိုဂရီးသစ္စာထားယူတာခလေးယူရဲဆိုတာလေးနဲ့တဲ့တာဝန်ကြီးတစ်ခုကို လက်ခံယူတာတကယ်လို့မိခင်ဟာဒီတာဝန်ကိုရှောင်ကွင်းနေဆိုရင်ဘဝတစ်ခု လွတ်လပ်တဲ့တင်းကြားဖြစ်တဲ့လူသားတရဝါတဦးရဲ့အဖြစ်ကိုငင်းပယ်တဲ့အတွက်အပြင်းသင့်ပါတယ်။ဒါပေမဲ့ဒီတာဝန်ကိုယူရမယ်လို့သူ့ကိုဘသူကမှ အတင်းကျပ်လုပ်လို့မရနိုင်ပါဘူး။လင်းနဲ့များဆက်သွယ်မှုမှလိုပဲဆန္ဒအရသာဖြစ်တင်ပါတယ်။မိမတယောက်ဖို့ကလေးတယောက်မွေးခြင်းဟာထူးမြတ်တဲ့အောင်မြင်စွမ်းဆောင်မှုကြီးဖြစ်တယ်။အခြားသောအရာများထက်အရေးကြီးသောအရာဖြစ်တယ်လို့မပြောသင့်ပါဘူး။ တချို့ဟာပြောလို့ရှိကြတယ်မိမတယောက်ပြန်တန်တန်နဲ့တန်တန်ဖြစ်တာနည်းနည်းရှုပ်ပွေးတာဒါမှမဟုတ်ဤမှန်းချက်တိတ်ကြီးကျင်တာခလေးမရှိလို့တယ်ခလေးမရှိတဲ့အတွက်ဒီမိမဟာပော့ပော့တန်တန်နေကျင်တာပြန်တန်တန်ဖြစ်တာဤမှန်းချက်ကြီးတာလို့ပြောကြပါတယ်တခါမိမတယောက်ခလေးလိုချင်တဲ့အခါမှာလဲယောက်ျားရဲ့အချစ်ကိုမရလို့အလောက်ကိုင်းမရှိလို့သူ့ရဲ့လိန်တူဆက်ဆံမှုကိုသဘောတူလို့ ဘေးပြောက်အောင်လှုပ်ချင်တာလို့ပြောကြပြန်သေးတယ်။ဒီစကားတွေကရုတ်တရက်ကြည်လိုက်ရင်တဘာဝကြတဲ့အောင်ထင်ရပေမယ့်အဲ့ဒီစကားနောက်ွယ်မှာအတုအယောင်ကျင်ဝဲအတုအယောင်တိတ်ခါတို့ပုံကွယ်နေပါတယ်။ကလေးဟာမိမတယောက်ရဲ့အစွန်ဆုံးသောညရီမှန်းချက်ဖြစ်တယ်ဆိုတဲ့စကားဟာကုန်ပစ္စည်းကြော်ညာတစ်ခုကစကားနဲ့ဘာမှမချပါဘူး။နောက်မှတစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ ကလေးငယ်ဟာမိခင်ရဲ့ရင်ွယ်မှာသာပျော်ရွှင်မှုကိုရနိုင်နေဆိုတဲ့စကားလောကမှာတဘာဝမကြတဲ့မိခင်ရဲ့လို့ဘယ်တော့မှမရှိပါဘူးဒါကြောင့်မို့တဘာဝကြစားပဲကောင်းတဲ့မိခင်တွေ ရှိတယ်လို့ဆိုတဲ့မိခင်တွေရှိတာပါပဲကလေးတွေအပေါ်ကြောက်ရောက်နိုင်တဲ့အန်ဒီယန်နဲ့ပတ်သက်လို့စိတ်သရုပ်ခွဲပညာကိုဖော်ထုတ်ခဲ့တဲ့အမှတ်တရလေးတစ်ခုကတော့ပုံမှန်စိတ်ထားရှိတဲ့မိဘများကကလေးပေါ်မှာပေးနိုင်တဲ့အန်ဒီယန်ပါပဲ လူကြီးတွေမှာစိတ်နေစိတ်ထားမမှန်တာတိမ်ငယ်စိတ်ကြီးတာပဝင်မြင့်အားကြီးတာတစ်ခုခုကိုထင်မီထင်ရထင်တတ်တာနျူရိုစစ်ဖြစ်တာစသည်တို့ဟာအဲ့ဒီလူကြီးတွေရဲ့မိသားစုဘဝတွေမှာအခြေခံလာခဲ့ကြတာပါမိဘနှုတ်မသိမမြတ်ဖြစ်တာကြောက်စားဖြစ်တာအစ်မပြေကြတာတွေဟာကလေးတွေအတွက်မကောင်းတဲ့အပေါင်းဖော်တွေဖြစ်ပါတယ်အဲ့ဒီလိုမိသားစုပတ်ဝန်းကျင်မှာနေလာခဲ့ရတဲ့ကလေးဟာ ငငယ်ကလေးတွေကစိတ်မှာအမာယိုကြီးထင်လာခဲ့ပါတယ်။ဒါကြောင့်သူတို့ကြီးလာလို့သူတို့မှာကလေးတွေရလာတဲ့အခါမှာလေသူတို့ဟာ သူတို့ကလေးတွေကိုအဲ့ဒီစိတ်၊တိမ်ငယ်စိတ်အဲ့ဒီအဲ့ဒီပုံမမှန်တဲ့စိတ်နဲ့ဆက်ဆံကြပါတယ်။ဒီလိုနဲ့ဒီခွင်းဆက်ကြီးကအဆုံးမရှိသွားတော့တာပါပဲ။သမီးကိုနှိပ်စက်နှင်းပန်းလို့မှ စိတ်ကြေနှမှုရတဲ့အမေရဲ့သမီးဟာသူ့သမီးတွေကြတော့လေအဲ့ဒီလိုပြန်ပြီး နှိမ့်ဆက်ညှဉ်းပန်းတတ်ပါတယ်။ဒီလိုနဲ့သားစီမြေဆက်ပါသွားတတ်ပါတယ်။မြာတန်းတင်။နာစင်ပေးခဲ့ကြတဲ့တူတယောက်ရှင်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒါနောက်ဆုံး ာတရားအောင်ညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ Done out so ပြောင်းမဲ့ hey ဒီနေ့ရတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ